ပတာစာရီဆိုတာအဝမကတ်တဲ့လူလို့အဓိပ္ပာယ်ရယူသွတ်သွားတာဒီပိသက်အလုံးတည်ပတာစာရီအကြောင်းဟောတာပတိမျိုးမှာအလုံးမချမ်းသာကြွယ်ဝတဲ့တတိတူရဲ့သမီးပဲသူမှမောင်လေးတယောက်လည်းရှိတယ်ဒါအချိန်တန်ရွယ်ရောက်တဲ့အခါကျတော့မိဘတွေကနော်အမျိုးတူတတိသားတယောက်နဲ့ပေးစားဖို့ကြိုးစားကြတယ်အဲ့ဒါလိုကြိုးစားတဲ့အချိန်မှာသူကအိမ်ကကျွန်တယောက်နဲ့သူက ကြီးငန်းနေပြီးသားပြီးပါလိမသိအောင်အဲ့ဒီခေအဲ့ဒီခါကအိန္ဒိယမှာဇက်မြင့်ဇက်နှိမ်ဆိုတာအလွန်တရာမှပြင်းပြင်းထန်ထန်ဖွဲ့ခြားတာလားတော့ကျွန်းဆိုတာကဒီအိမ်ကလူကတတ်ချင်ရင်တတ်လို့ရတယ်ဟုတ်လားအလောက်ထိအစဉ်အတန်းချင်းကပွာတယ်ပေါ့တပိတတို့တိတဲ့အတိုင်းပဲနောက်တော့နော်မိဘပေးစားတဲ့လူမယူနိုင်ဘူးဆိုတာသူ့စိတ်ထဲမှာဆုံးဖြတ်ချက်ကြတဲ့အတွက်ကြောင့် ဒီကျွန်နဲ့ပြေးကြတာပေါ့နော်ဝေးကြီးတနေရာကိုရောက်အောင်ပြေးကြတာအနီးနားမှာရှိလို့ရှိရင်လည်းဒါအမတ်ခံရနိုင်တယ်အဲ့ဒါနဲ့နော်ကိုဝင်ရလာတဲ့အခါမှာမိမသားတို့ရဲ့ထုံးစံဒီသားဖွားရမယ့်ကိစ္စအလွန်တရာမှစိတ်ကိုချိန်ချောက်တယ်တဘာဝတန်းပြီးတော့သူအမတ်ရတော့ဆိုတော့မိဘတွေကိုပဲအမတ်ရတယ် အရာနဲ့မိဘတွေဒီသွားမယ်ဆိုတော့လင်းဖြစ်တဲ့လူကဘယ်လိုက်ရဲမလို့သူ့တည်တွင်သူတူးသလိုဖြစ်မှာပေါ့နော်အဲ့ဒါနဲ့ဒီမိမကိုတားရတယ်မရနောက်တော့ယောက်ျားမသိအောင်မွေးလာနေမှာအဲ့ဒါသူ့မိဘတွေရှိတယ်မိဘဟာဘလောက်ဖယ်သားသမီးကိုမုန်းတယ်ပြောပြောနော်တကယ်အရေးရဲ့အကြောင်းရယ်ဆိုလို့ရှိရင်ဘလို့မှပြစ်နိုင်မှာမဟုတ်ဘူးဆိုတော့တိတဲ့အတွက်ကြောင့်အဲ့ဒါမိဘတွေရှိရကိုသူသွားတယ်သွားတဲ့ခါကျတော့ယောက်ျားကမိမမရှိဘူးဆိုတော့လိုက်ရှာတဲ့အခါမှာ လမ်းမှာတွေ့တယ်။တွေ့တဲ့အခါကျတော့ကလေးလေးကမွေးပြီးနေပြီ။ဘယ်မှာမွေးတုံးဆိုတော့လမ်းမှာပဲမွေးရတယ်။ဟော။အဲ့လိုမွေးတဲ့အခါကျတော့ဒီလင်းယောက်ျားကဒီကလေးလေးမွေးဖို့အတွက်မင်းဟာမိဘအိမ်ကိုပြန်လာပဲမဟုတ်လားအခုကလေးလေးမွေးပြီပြီဆိုတော့မိဘအိမ်ပြန်စရာမလိုတော့ဘူးဆိုပြီးတော့အမိမကိုချော့မော့ပြီးတော့ပြန်ခေါ်သွားသူကလည်းဟုတ်တယ်ကလေးမွေးခြင်းလို့သာမိဘသည်သွားရတာမိဘသည်သွားဖို့ဆိုတာလည်းတိတ်ပြီးတော့ မလွယ်လှဘူး तू လှုပ်ထားတဲ့လှုပ်ရက်ကြီးကဘလို့မှခွမလွတ်နိုင်စရာကြီးဆိုတာကို तू သိဟုတ်လားအဲ့ဒါနဲ့ဒီကလေးလေးနော်မတ်တက်ပြေးအရွယ်လေးမရောက်တရောက်မှာဒုတိယကုံရပြန်တယ်ဒုတိယကုံရတော့လဲဒီလိုပဲအမေဟိုပဲအမှတ်ရတယ်ပထမကလေးမွေးပြီးတဲ့ကစား तू အများကြီးနားလေသွားပြီဘဝရဲ့အကြောင်းကိုဟုတ်လား တမေကိုပဲအမတ်ရတယ်မအေ့ဒီပဲသွားပြီးတော့မွေးမယ်ယောက်ျားကတားတယ်မရဘူးတားတယ်မရဘူးအဲ့ဒါနောက်ကြတော့မွေးကန်ဒီဒီလိုပဲပထမအချိန်ကလို့သူသွားအဲ့တော့ယောက်ျားဖြစ်တဲ့လူကလည်းပဲဒီမိန်းကလေးသွားလိုက်မယ်ဒီမိန်းမသွားလိုက်မယ်ဆိုတာကိုရိပ်မိတယ်အဲ့ဒါနဲ့သူအိမ်ကြည့်တဲ့ခါကျတော့မိန်းမမရှိတော့မရှိတော့လိုက်ရှာစောစောကလမ်းအတိုင်းပဲတွေးပြန်တယ်ဟုတ်လားအဲ့ဒီတွေးတဲ့အချိန်မှာတော့ကလေးကမမွေးရစေဟုတ်လား အဲ့ဒါနဲ့ဒီယောက်ျားဖြစ်တဲ့လူကအိမ်ပြန်လိုက်ခဲ့ဘူးသူကလည်းဟိုသွားဘူးလူပြောနေကြတော့မှဘာဖြစ်လာတော့ဆိုတော့မိုးကြီးအကြီးအကျယ်ရွာတယ်တဲ့နောက်ကန်စိုးမှသွားရမိုးလိုက်လို့ရွာဆိုတာအဲ့ဒီမှာစဉ်းစားကြရနောက်စကားလေးတစ်ခုဖြစ်လာပုံရတယ်ဗောနော်အဲ့ဒါနဲ့ဒီလင်းယောက်ျားဖြစ်တဲ့လူကနော်ပြန်ဖို့ပြောပြန်လိုက်ဖို့ပြောနေတော့မိုးကရွာတဲ့ခါကျတော့ မိုးလွတ်ရနေရာလေးမှာမိုးခိုရရင်းနဲ့မိမဖြစ်တဲ့လူကကံပစားလေးလှုပ်အဲ့ဒီကြတော့မှတခါလေးဒီမိုးရွာထဲမှာပဲအရေးရှိတဲ့နေရာလေးမှာဖြစ်တယ်လို့လေးပဲဘာလို့ရတော့မိဖွားရအဲ့ဒါမိဖွားပြီးပြီဆိုတော့သွေးနုသားနုနဲ့နော်ဒီမိမဖြစ်တဲ့လူကမိလှုံဖို့အတွက်အနှွေးတက်ရဖို့အတွက်ယောက်ျားဖြစ်တဲ့လူဘာလို့ရတော့ထင်းရှားရတယ်နော် ဲ့လိုထင်းရှားတဲ့အချိန်မှာယောက်ျားဖြစ်တဲ့လူကငွေကြိုက်တယ်။ငွေကြိုက်ပြီးတော့အဲ့ဒီနားရင်ယောက်ျားအသေးနေပြီ။မိမဖြစ်တဲ့လူကနောက်ကလေးလေးတယောက်ကလည်းနှုတ်ညာလေးရလဲငငယ်လေးရတစ်ဖက်အခုမှမွေးကင်းစားလေးရဲရဲလေးရလဲတယောက်ဘလို့ဒုက္ခများမလဲစဉ်းစားကြည့်မျက်စီတွေမြင်ကြည့်ပေါ့နော်။အဲ့ဒါနဲ့ယောက်ျားကိုမျောရင်းမျောရင်းမျောရင်းနဲ့မိုးသာလင်းသွားတယ်ယောက်ျားကပြန်ပြီးတော့ရောက်မလာတော့ ဲ့ဒါနဲ့မင်းနဲ့မိုးလင်းတဲ့အခါကျတော့အားလဲထိုင်းလျောက်လေးရှိလာပြီဆိုတော့မှယောက်ျားကိုလိုက်ရှာယောက်ျားတိတ်ဝေးတာမဟုတ်သူနဲ့တော့ခြုံတစ်ခုရဲ့အနာမှာပဲလဲပြီးတော့သေဆုံးနေတာကိုတွေ့ရတယ်အဲ့ဒါနဲ့မလုပ်တော့ဆိုတော့သူ့မှာအားကိုးရတယ်မရှိတော့ဘူးဆိုတော့ညည့်ရရှူရွှဲတဲ့မျက်နှာနဲ့မိဘတွေကြီးသွားမယ်ဆိုတော့သွားမိဘတွေကြီးသွားတဲ့အခါကျတော့နော်အရင်နေ့ကမိုးကတီးထန်စွာရွာထား ရွာသားတော့ဒီတောင်ကြချောင်းလေးကိုသူတို့ဖျက်ရမယ်ဟုတ်လားအဲ့ဒီတောင်ကြချောင်းကိုဖျက်ရမယ်ဆိုတော့အရင်ကြီးနဲ့တာတော့မဟုတ်ဘူးဒါပေမဲ့နော်ရေကနော်ခစောင်းလောက်တော့တန်တန်စီးနေသို့တော့ခုမှမိမွားပြီးကသာသွင်းတို့တန်းတို့ဒီကလေးနှစ်ယောက်လုံးကိုတော့သူယူပြီးတော့ဟိုဘက်ကန်းကိုရအောင်မသွားနိုင်မသွားနိုင်တော့တာအကြီးလေးကိုနားစကားလေးနားမလဲတလေအရွယ်လေးပဲအဲ့ဒါတာတီနာနေရဲ့ ောက်တစ်ခေါက်အမေလာခေါ်မယ်ဒီကလေးလေးကိုအရင်ပို့လိုက်အောင်မယ်ဆိုပြီးတော့အဲ့ဒီချောင်းရီလေးတဲ့ခါးဆောင်လောင်းရှိတဲ့ချောင်းရီလေးဖြတ်သွားပြီးတော့ဟိုဘက်ကန်းကိုသူပို့အဲ့တော့ဟိုဘက်ကန်းကိုကလေးကိုတခါတည်းတိရွယ်ကလေးတွေဘာလေးတွေခုပြီးတော့တာတာချထားခဲ့တိတ်ထားခဲ့ပြီးတော့ရေတံတွေကလည်းစူးနေအဒီကလေးကိုသူစိတ်မချဘူးနော်ဟိုအကြီးလေးသွားပြီးတော့ခေါ်ရမယ်စိတ်မချတော့လည်းပဲသွားခေါ်ရအောင်မယ်ဆိုတော့လှဲကြည့်လှဲကြည့်နေဒီချောင်းလေးကိုပြန်ဆင်းတယ် ဲ့ဒီတဝက်လောက်အရောက်မှာပဲသူစိတ်မချစိတ်မချတဲ့အတိုင်းပဲထားခဲ့တဲ့မွေးကင်းစကလေးလေးကစွန်တကောင်ကတားတက်အမှန်နဲ့လာပြီးတော့ချီဟောချီတဲ့ခါကျတော့ဟဲ့တားတက်ဆိုကလေးကို၆တာပေါ့စွန်ကို၆တာစွန်ကို၆တဲ့အချိန်မှာဟိုဘက်ကမှကလေးကလည်းမအေဟိုပဲမျောနေတယ်မေရသူ့ကိုလာခေါ်နေပြီဟုတ်လားအဲ့တော့သူကမြင်ရတဲ့ခါကျတော့မေအေးကလက်တွေပါရင်မြောက်ပြီးတော့စွန့်ဝ၆တာကလေးရပါတော့သူ့ကိုခေါ်တယ်ထင်ပြီးတော့ရေထဲကိုဆင်း သမီးဖြစ်တဲ့လူကဘလောက်ဖြာခတ်နေလဲဟိုဘက်ကဇွန်လဲ၆တဲ့ဒီကကလေးရလဲသူ့ခေါ်တယ်သူတို့ဆင်းနေဟဲ့ဒါမဆင်းခဲနေမင်းကိုခေါ်တာမဟုတ်အဲ့လိုပြောတဲ့အတန်လဲဟိုကဘာမှနားမလဲဘူးတခါတည်းဆင်းချလိုက်တော့ခစောင်းလောက်ရှိတဲ့ရေကကလေးအတွက်တော့ကောင်းကောင်းနှစ်သက်ဖို့လုံလောက်တယ်ပေါ့နော်တခါတည်းရေကြီးနဲ့မျောပါသွားတယ်ပထမအေးကဇွန်နောက်လိုက်ရမှာလားကြီးတဲ့မျောသွားတဲ့ตาကြီးလေးသွားเสียရမှာလားဟိုပြေးရမလားဒီပြေးရမလား မဝေခွဲနိုင်မင်းနဲ့ဟိုလိုလိုဒီလိုလိုနဲ့တယောက်မှမရလိုက်ဟုတ်လားဘလောက်ကြီးမားတဲ့တောကပရိဒေဝဟာသူ့ရင်ကိုလောင်မလဲဆိုတာစဉ်းစားကြည့်နော်အဲ့ဒါနဲ့သူကံမော့တက်လာမျက်ရည်လည်းမရှိတော့ပါဘူးသူငိုကြွေးလို့မျက်ရည်လည်းမထွက်တော့ဟုတ်လားအဲ့ဒါနဲ့သူဘာလုပ်မတော့ဒီအမေဖေအိမ်ကိုပဲသွားမှာဒါပဲသူ့မှာသွားကြရရှိဟုတ်လားအဲ့ဒါလမ်းတစ်လျှောက်လည်းပါဇက်ကတွတ်တွတ်တွတ်တွနဲ့ငါသားငယ်လေးက စွန့်ချီသွားတာငါသားကြီးလေးကရေထဲမျောသွားတာငါလင်ကတော့မွေးကြိုက်လို့ဆုံးပြီဘယ်သူမှမေးတာမဟုတ်သူ့သူပြောနေတာဟုတ်လားအဲ့ဒါနဲ့တွတ်တွတ်တွတ်ပြောရင်ပြောရင်နဲ့သူနေတဲ့နေရာတာဝတိမျိုးကိုသူရောက်လာလူကလည်းအာအလွန်နဲနေပြီဟုတ်လားအဲ့ဒီမှာလူတယောက်ကိုတွေ့တွေ့တဲ့အခါကျတော့သူမေးတာပေါ့နော်ဒီမျိုးနွယ်ကဒီတထေးကြီးနော်မိသားစုနေထိုင်ကောင်းကြရဲ့လားအာမင်းဒီပြင်အကြောင်းမေးသမ်းပါကွာ ငါအဲ့ဒီအကြောင်းကိုမပြောချင်ဘူးအဲ့ဒါနဲ့သူကဘာပြောလို့ဆိုတော့အေးအဲ့လိုဆိုရင်ငါလည်းအဲ့ဒီအကြောင်းပဲသိချင်တာငါမှလည်းပဲပြောစရာတွေအများကြီးပဲနော်ငါအကြောင်းကိုလည်းမင်းကိုပြီးတော့ပြောပြမယ်ဒါပေမဲ့အဲ့ဒီအကြောင်းကိုငါကိုအရင်ပြောစမ်းပါအဲ့လိုမေးလို့မကမေးတဲ့ခါကျတော့အဲ့ဒီလူကဒီပရာဇာရီရဲ့လက်ကိုဆွဲခေါ်သွားတယ်နော်ထင်းပုံတစ်ခုမှာနော်မီးရှို့တာလေ ်မိကိုငွေမသေးသေးတဲ့ထင်းပုံတစ်ခုကိုလက်ညှိုးထုတ်ပြဟုတ်လားမင်းညကကြွားတဲ့မိုးเนาะရာသီဥတုအကြီးအကြီးပေါက်ပြန်ပြီးတော့ကြွားလိုက်တဲ့မိုးအဲ့ဒါဒီမျိုးတွေမှာเนาะတိုက်အိုတွေအိမ်အိုတွေအများကြီးပြိုကြတာအဲ့ဒါမင်းကမင်းမေးတဲ့မိသားစုတိုက်အိမ်ကြီးပြိုကြလို့မိဘနှစ်ယောက်ကောနောက်သားလေးတစ်ယောက်ကောသုံးယောက်စလုံးတပြိုင်တည်းထဲဝဲခြင်းပြီးတေးကြတယ် ဟောဒီထင်းဘုံဟာသူတို့သုံးယောက်ကိုရှို့ထားတဲ့ထင်းဘုံပဲလို့ပြလိုက်တယ်။အဲ့ဒါလည်းပြလိုက်ရောပရာဇာတိလုံးဝအဝတ်မကန်နိုင်တော့ဟုတ်လားမဖြစ်သွားဘူးတော့ယူသွသွားပြီဟုတ်လားစိတ်ကဘလို့မှထောက်တည်ရမရတော့သူ့ဘဝမှာဘာမှမကြံတော့ဟုတ်လားဒါပေမဲ့သူ့ဘဝလေးကြံနေသေးတာဘို့တော့ तू တတိမရဘူးနော်ကြံတဲ့အဟာတွေငါဟာဆိုတာတွေမကြံတာဘို့ပဲ तू ဘာလုပ်နေတော့ ခံစားနေတယ်အဲ့ဒီတစ်ချက်ကလေးကိုတော့သတိထားဟုတ်လားအဲ့ဒါနဲ့တခါတည်းသွားမိသွားသွားနေတော့တာတွေ့သည်မကလေးတွေသူသားလို့ထင်မဲဟုတ်လားသူ့ယောက်ျားအရွယ်ဆိုသူ့ယောက်ျားလို့ထင်မဲသူ့အဖေအရွယ်ဆိုသူ့အဖေလို့ထင်မဲတွေ့သည်မလူကိုပြေးဖက်မဲလှုပ်ချင်ရလှုပ်မဲဘာဖြစ်နေပြီတော့ယူနေပြီအဝတ်လည်းမကတ်နိုင်ဘူးအဝတ်တည်းဟာကျဉ်ကျက်တယ်ပူလောင်တယ်အကုန်လုံးဆွဲကြပစ်လိုက်ဟုတ်ပရာဇာရီရဲ့အဖြစ်အပျက်